အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့စာရေးဆရာမောင်မှိုင်းညိုချောင်းဦးရေးသားတဲ့တင်းချိုင်ချွေတဲ့နေဆိုတဲ့ဇလံလေးကိုတင်းဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးခင်ဗျာဖះရည်တင်းချိုင်ချွေတာလေရဲတော်ဝင်ပဲလားဟာလက်ထက်ကစားရွက်နှစ်ရွက်ကိုကြည့်ပြီးစခန်းမှုဥခင်ကျော်ကစိတ်ပြေလက်ပြေညှင်းညူလိုက်တယ်စားရွက်နှစ်ရွက်က တင်းကြိုင်ချွေရမှာရွက်ဖက်အမိန်ပြန်ရမယ်အမိန်စားရွက်နှရွေမကြခင်အချိန်ကလေးကမှတဲကုံမဝတ္တဥက္ကရဘုံမှုကိုတိုင်သူ့လက်ထဲထဲပေးလိုက်တာပါပြီးတော့ကဲစခန်းမှုကြည့်ရေခမရကိုပဲတောင်းဝင်ပေးလိုက်မယ်ကျုပ်တို့အင်းမမြုပ်ကို တိုးချဲ့ကွက်တဲ့တတ်မှတ်မယ်ဗျာတင်းကြိုင်ကုံနေရာမှာလူနေရက်ွက်တွေဖြစ်လာမယ်ဒါကြောင့်တင်းကြိုင်ကိုအင်းမရဲ့အနောက်တောင်ဘက်က တတ်မှတ်ထားတဲ့နေရာကိုရွှေ့မယ်အဲ့ဒါရွှေ့ဖို့ပြောင်းဖို့ကိစ္စကိုစကမ်းမှုကြီးတောင်းဝင်ယူပြီးလုံဆောင်ပေးပါအဲ့ဒီလိုလဲပြောလိုက်တယ်တင်းချိုင်းဆိုတာတီးတန်တတ်မှတ်ထားတဲ့နေရာ လူတွေကတင်းချိုင်းကို နားရည်ကိစ္စရှိမှလားတယ်ကိစ္စမရှိလို့ကတော့ခြေဥတောင်မလှဲ့ကြဘူးဒီတော့လူတွေနဲ့ကင်းကင်းချင်းချင်းနေချင်းနဲ့တရေတစေနာနာဘာဝတွေအတွေ့တင်းချိုင်းကုန်းက နေရာဌာနတစ်ခုဖြစ်တာမဆန်းပါဘူးအခုသူတို့ကိုနေရာပြောင်းရွှေ့ပေးရမယ်တင်းချိုင်ဟောင်းကပြောင်းကျင်သလားမပြောင်းကျင်ဘူးလားစန်းထတောင်းဖို့မလိုဘူးတင်းချိုင်ကောအသက်မှာနေကျင်သလားမနေကျင်ဘူးလားအဖက်လုံးပြီးမေးစရာအကြောင်းမရှိဘူးဒါကအစိုးရမင်းရဲ့အမိန်ပဲစာရွက်ပေါ်မှာရေးထားတယ်အမိန်ကိုဖတ်ပြယုံနေနာနာဘာဝတွေပြောင်းမလားမပြောင်းဘူးလားဥခင်ကျော်မသိဘူး နောက်ပြီးတရေတစေတွေကိုကြီးမှုအုပ်ချုပ်တာကတင်းချိုင်းအချင်းမှမဖဲဝါတဲ့မြို့နယ်မှာအုပ်ချုပ်တဲ့အစိုးရမင်းကမဖဲဝါနဲ့စေးဆက်ညှိနှိုင်းတာလဲမကြားမိဘူးဘယ်လိုပဲဖြစ်ဖြစ်ရဲလက်ဆွဲမှာပြားထမ်းမထတဲ့ရဲဧဥပဒေမှာရဲအလုံးလိုတတ်မှန်မထတဲ့တင်းချိုင်းချွေးတဲ့အလုတ်ကတော့စကမ်းမှုဥခင်ကျော်ရဲ့ပခုံးပေါ်ကြားလာပြီးဖြတ်တဲ့ဒါလည်းအတွေ့အကြုံအသက်တစ်ခုပဲလေနောက်ဆုံးမှာစကမ်းမှုဥခင်ကျော် စိတ်ကိုဖြေချောလိုက်တယ်။တင်းကြိုင်ချွတ်ဖို့ကိစ္စကိုခေါင်းနဲ့ထဲစင်းစားရတယ်။တင်းကြိုင်နဲ့ပတ်သက်လာရင်တင်းကြိုင်အချိန်မှမဖဲပါကိုကြိုးတင်အသည့်ပေးရတယ်နော်ဘူကြီး။ဒီကိစ္စအတွေ့တက်ကြွန်းနားလဲတဲ့လူတွေနဲ့တိုင်မင်သိနေ။အမှားအယွင်ဖြစ်ထားတို့မဖဲပါမကြိုက်ထားတို့ဖြစ်ရင်တော့ရွာခိုက်တယ်လို့ကြားဘူးတယ်ဘူကြီး။စကမ်းမှုဥခင်ကျော်ကိုကန်းစာကြီးတက်ကြကြီးကအကြမ်းပေးတင်းပြတယ်။ နေပါအောင်ကွက်စာရေးကြည့်ရဲ့ရွာခိုက်တယ်ဆိုတာဘယ်လိုဖြစ်မှာလဲမဖြစ်သင့်တာတွေဖြစ်တာပေါ့ဘူးကြည့်ရဲ့သူ့အလိုလိုနေရင်ကတမျိုးလုံးထိတ်လန့်ချောက်ချနေမယ်ညညာဆိုရင်ခွေးတွေဥမယ်ခွေးတွေဟောင်းမယ်ငှက်ဆိုးတွေထိုးမယ်အဲ့ဒီကနေတမျိုးလုံးလိုလိုနားဖျားမကြမ်းဖြဲပြီးလူတယောက်ပြည့်တယောက်သေမယ်ပေါ့ခမဟာတင်းချိုင်ပြောင်းတဲ့ကိစ္စကဒီလောက်တောင် ကြီးကျယ်သလားဗျာ ဒါကတော့ဘိုးကြီးပဲစဉ်းစားကြည့်လိုက်လူလောကမှာအုပ်ချုပ်သူအစဉ်စဉ်ရှိတယ်လို့သူတို့ရဲ့တရက်တစီလောကမှာလည်းအုပ်ချုပ်တဲ့အကြီးအကဲရှိမှာပေါ့သူတို့ကိုအလေးထားပြီးအတိပေးတော့ကောင်းတာပေါ့ဟုတ်ပါပြီဗျာသင်ချိုင်ချွေးရင်ဒီရက်ချက်ကိုလည်းစဉ်းစားပါမယ်နောက်ပြီးကျန်းသေးတယ်ဘိုးကြီးရဲ့ဘာများလဲဗျသင်ချိုင်ပြောင်းတဲ့အခါသင်ချိုင်ဟောင်းကတရက်တစီနာနာဘာဝတွေ တကောင်တမိမှမကြမ်းဘူးလေအရေးကြီးတယ်တကောင်ကြမ်းနေရင်တောင်းတင်းချိုင်မပြစ်ဘူးတဲ့ဒါကြောင့်မဖဲဝါကိုအလေထားတိုင်းတရမယ်လို့ပြောတာပေါ့တကောင်မှမကြမ်းအောင်ပြောင်းဖို့ဆိုတာကမဖဲဝါမှလုံးနိုင်ပါလိကျွန်တော်တို့ကနာနာဘာဝတွေကိုမမြင်ရတော့ဘယ်သူကြမ်းတယ်မကြမ်းဘူးဆိုတာဘယ်လိုလို့သိနိုင်ပါလဲအင်းဒီကောင်တွေကညနေနေဝင်တရော့အချိန်ကနေ တညလုံးအစာချထွက်တာဆိုတော့တင်းကြိုင်ချွေးတဲ့အခါသူတို့အစာချမထွက်တဲ့နေ့လယ်ဘက်မှာလုံးရမယ်တင်းကြိုင်ချွေးမဲ့အကြောင်းကိုကြိုတင်းပြီးအကြောင်းကြားပေးထားဖို့လေလူမယ်ခန်းစာရေးကြီးရဲ့အကြံပေးမှုနဲ့တိတဲ့တိထိုက်တာအချို့ကိုတိလိုက်ရတယ်အဲ့ဒီနောက်မှာတော့တင်းကြိုင်နေရာချွေးဖို့ကိစ္စကိုစတင်စီစဉ်တယ်အင်းမှတင်းကြိုင်ကိုလူတယောက်ဆေးလွှတ်လိုက်တယ် မဖဲ့ဝါကိုစမြိန်စာတုံးနဲ့ကျွေးမွေးပြီးမနေ့ပြန်နေ့လယ်မှာတင်းချိုင်းချွေးမဲ့အကြောင်းနဲ့တင်းချိုင်းမှာနေထိုင်တဲ့တရက်တစေနာနာဘာဝတွေအားလုံးကိုအစင်းသင်ရှိနေအောင်စူးစိပေးထားဖို့မေတ္တာရက်ခံခိုင်းလိုက်တယ်ဒီတင်းချိုင်းအတွင်းမှာမှီးတင်းနေထိုင်ကြတယ်နာနာဘာဝဝိနာဘာဝပုဂ္ဂိုလ်သရဝအပေါင်းတို့ခမညာဒီအသင်းချိုင်းနေရာကိုလူအမျှနေထိုင်ရန်မြို့ွယ်တိုးချဲတော်မှာဖြစ်တဲ့အတွက် ဒီနေရာမှာအသင်းတို့နဲ့ရောချက်နေထိုင်ရန်မဖြစ်နိုင်ပါတို့ဖြစ်ပါ၍အသင်းတို့နေထိုင်ရန်တတ်မှတ်ထားသောနေရာသက်စီတို့ကျွန်ုပ်ကိုယ်တိုင်ပို့ဆောင်ပေးမည်ဖြစ်တယ်ထို့ကြောင့်ဤသင်းချိုင်းရဲ့အပြင်ဘက်မှာရထားသောလော်ရီကားပေါ်သို့တက်ပေးကြပါရန်မေတ္တာရက်ခံအပ်ပါれစကမ်းမှုဥခင်ကျော်ဟာအမိန်အမှန်တက်ကိုအတန်နဲ့အတန်ထအမိန်တန်ပါပါနဲ့သုံးကတိတိဖက်လိုက်တယ်သင်းချိုင်းအချင်းမှာမဖက်ဝါအနေနဲ့လဲ တင်းကြိုင်ချွေးတဲ့အစီအစဉ်ချောချောမောမောဖြစ်အောင်စောက်ချောက်ပေးပါအဲ့ဒီလိုလဲထပ်ပြီးပြောလိုက်တယ်ပြောပြတာနဲ့တင်းကြိုင်ဇေယပေးအုတ်ကူတလုံးပေါ်ကမဖဲဝါအတွက်တင်းထားတဲ့အမေသားဟင်းနဲ့ထမင်းတုပ်ကိုကြီးလိုက်တယ်ထမင်းတုပ်ပေါ်မှာရင်းမမဲရင်ကြီးတကောင်းကဝဲလိုက်နားလိုက် လုံနေတယ်ဒီရဲ့ချိန်မှာပဲဥခင်ကျော်ရဲ့ဘဝတသက်တာမှာတစ်ချိန်တစ်ခါမှ မကြုံဘူးတဲ့ ထူးထူးဆန်းဆန်းအဖြစ်အပျက်ကိုကြုံတွေ့လိုက်ရတယ်။မထင်မရှားရောထွေးနေတဲ့စကားပြောတန်တွေကြားလိုက်ရတယ်။စကားတန်တွေကရထားတဲ့လော်ရီကားကြီးစီကပါ။ကားကဗော်ဒီကြီးကြီးတောင်းတောင်းအပေါ်မှာတန်ခိုင်းနေ ရှိတယ်။ရင်ငါးတန်၊ကုံငါးတန်၊ပေါင်ဆယ်တန်ဆိုတဲ့ကားကြီး။နောက်တစ်ခါကျွီးကျွီးဆိုတဲ့မြေတန်ကိုလည်းကြားရပြန်တယ်။ဒီအတန်းကလူတယောက်ကားပေါ်တက်တိုင်းလူရဲ့ကိုခန္ဓာအလေးချိန်ကြောင့် ကားပေါ်တွေလှုပ်ရှားရာကထွက်ပေါ်လာတတ်တဲ့အတန်းမျိုးဒီလိုကိစ္စမျိုး ဥခင်ကျော်တခါမှ မကြုံဘူးဘူးတိတ်ဆိတ်ငြိမ်သက်နေတဲ့နေကင်းចောင်းတောင်ကြီးမှာတရေတစေနာနာဘာဝတွေကားပေါ်တက်နေကြတယ်ဆိုတဲ့အသိနဲ့ကားစီကထွက်ပေါ်နေတဲ့မသေးမကွဲစကားပြောတန်းဒီတကြွေကြွေမြည်တန်းနေကြောင်းခြောက်ချားစရာ ကောင်းနေတယ်ရုတ်တရက်သူ့ဘက်ကလူတယောက်ဖြတ်သွားသလိုခံစားလိုက်ရတယ်သူ့ကိုလေဟတ်သွားတယ် သူဘဲဘီဘဲညာကိုကြည့်လိုက်တယ်။ဘဲသူ့ကိုမှမတွေ့ရဘူး။မမြင်ရတဲ့နာနာဘာဝတကောင်သူ့ဘိကကပ်ပြီးကားစီကိုတွားနေတာဖြစ်မယ်လို့သူနားလေလိုက်တယ်။ဒီအချိန်မှာပဲကားသမားစီကလှမ်းအော်ပြောတဲ့အတန်းကိုကြားရတယ်။ကားသမားကခေါင်းကန်းထဲမှာစတရားရင်ကိုကိုင်းပြီးထိုင်နေတာ။ဘိုးကြီးရဲ့ဒီမှာလာလို့ပါအောင်ခေါင်းကန်းနဲ့ဝင်းထိုင်နေကြတယ်။ဥခင်ကျော်ခေါင်းကန်းတကပွင့်သွားတာ။ စောစောကတွေးလိုက်မိတယ်။ဒါပေမဲ့ချစ်ချတာမမိလို့ပဲထင်းမိတယ်။ခဏနေတော့ခေါင်းကန်တကပြန်ပိတ်သွားတာတွေးရတယ်။ဒါနဲ့ဒရိုက်ဘာကပြန်ပိတ်လိုက်တာလို့ထင်းမိတယ်။အမှန်ကဒီလိုမဟုတ်ဘူး။ခေါင်းကန်တကကသူ့အလိုလိုချက်ပြုတ်ပြီးရုတ်တရက်ပွင်သွားတာ။ပြီးတော့သူ့အလိုလိုပြန်ပိတ်သွားတာဖြစ်တယ်။ဒါကိုဒရိုက်ဘာကသိလိုက်တယ်။နောက်ပြီးသူ့ဘေးက ထိုင်ကုန်ကူးချဲမော့ကိုတယောက်ယောက်ဝင်ထိုင်လိုက်သလိုဖျက်သွားတယ်။ဒါကြောင့်စကတ်မှုဥခင်ကျော်ကိုလှမ်းអော်ပြောလိုက်တာဖျက်တယ်။ဥခင်ကျော်ကားကောင်းကန်းစီသွားတယ်။ဒရိုက်ဘာကိုအကျိုးအကြောင်းမေးတယ်။ဒရိုက်ဘာကဖျက်ပုံပြက်ပုံအကြောင်းစုံကိုချင်းပြတယ်။နာနာဘာဝတကောင်ခေါင်းကန်းနဲ့ဝင်ထိုင်နေပြီဆိုတာဥခင်ကျော်သဘောပေါက်သွားတယ်။ကားကောင်းကန်းနဲ့မှ ဝင်ထိုင်နေတဲ့နာနာဘာဝပုပ်ကူခမည်း ကားခေါင်းကန်းထဲမှာကကားမောင်းတဲ့ဒရိုက်ဘာနဲ့သင်တို့ကိုနေရာသက်စီလိုက်လံပို့ဆောင်ပေးမယ်ကျွန်တို့တို့နှူးသာထိုင်ရမှာ ဖြစ်ပါတယ်ဒါကြောင့်ခေါင်းကန်းထဲကအစင်းပြီနောက်ဖက်ကားပေါ်မှာတွားရောက်နေရာယူပေးဖို့မေတ္တာရက်ခံပါတယ်စက္ကန့်မှုဥခင်ကျော်ပြောပြီးလို့ခနာပဲကြားတယ်ခေါင်းခန်းတကချက်ပြုတ်တန်ကြားရပြီးပွင့်သွားတယ်တစုံတစ်ယောက်ဆင်းသွားသလိုဖြစ်ပြီးတခါပြန်ပိတ်သွားတယ် ဒီလိုနဲ့နိုင်ဝဲနှိပါလောက်ကြာတော့ဘာသမ်းမှမကြရတော့ဘူးနာနာဘာဝတွေကားဘကိုအလုံးရောင်းနေပြီတင်းချိုင်းထဲမှာမကြံလောက်တော့ဘူးလို့ဥခင်ကျော်တွက်စားမိတယ်ဒါကြောင့်လော်ရီကားကောင်းတဲ့တက်ထိုင်ပြီး ကားသမားကိုမောင်းဖို့ပြောလိုက်တယ်ကားသမားကစက်ကိုနှိုးတယ်စက်နှိုးတာနဲ့ခရီးထိုးပြီးကားကိုထွက်လိုက်တယ်အဲ့ဒီအချိန်မှာကားစစ်ရပ်သွားတယ်ကားသမားကခရီးပြန်ဖြုတ်ပြီးစက်ပြန်နှိုးတယ် စနိုးရာနဲ့ခရီးထိုးပြီးကားကိုထွက်တယ်ကားစစ်ရပ်သွားပြန်တယ်။သုံးချိန်သုံးကားတိတိစနိုးလိုက်ခရီးထိုးလိုက် ကားစစ်ရပ်သွားလိုက်ဖြစ်နေတယ်။ဒီမှာတရင်ကားသမားကပြောတယ်။ဘိုးကြီးဝေးအယံများလွန်နေတယ်။တချို့တဝက်ပြန်စင်ခိုင်းပေးပါဦး။ဒရိုက်ဘာရဲ့စကားကြောင့်စခန်းမူဥခင်ကျော်ကကားဘော်ဒီတဲကိုကြီးလိုက်တယ်။ကားပေါ်မှာဘာမှမရှိဘူး။ တက်ရှိတရဝတကောင်တမီမှမမြင်ရဘူးကားဘုကသူတို့တက်တယ်ဆိုတော့ငါလက်ခံပါတယ်ဝိတ်များလွန့်နေတယ်ဆိုတာကတော့ဟုတ်ပါမလားကွာကားဘော်ဒီကလည်းအခွန်ကြီးအထက်မှာဘာမှလည်းမရှိဘူးဘလို့ကြောင်းဆိုတော့ကျွန်တော်လည်းမသိဘူးကားကတော့ထွက်လို့မရတာအမှန်ပဲဘူကြီးကားဒရိုက်ဘာကစကမ်းမှုဥခင်ကျော်ကိုပြောဆိုပြီးစိတ်ပြက်လက်ပြက်နဲ့တကားဖွင့်အောက်ဆင်းသွားတယ် စကမ်းမှုဥခင်ကြောလဲအောက်ကိုဆင်းလိုက်တယ်ခဏနေတော့ကားဒရိုက်ဘာကဘိုးကြီးဘိုးကြီးဒီမှာလာကြည့်ပါဦးလို့လှမ်းခေါ်တယ်ဥခင်ကြောရောက်သွားတော့ကားဒရိုက်ဘာကလေးထုပ်ကိုပြတယ်လေးထုပ်ဆိုတာကဝင်းဖီအားကို ထိမ့်ပေးမှုအတွေ့ကားဝင်ရုံမှာတက်ဆင်ထားတယ်လေးကိုင်းပုံတမ်းမနိဖြားတယ်ပါ သူ့ရဲ့သဘာဝကဝင်းဖီအားမရှိဘူးဆိုရင်လေးကိုင်းပုံကိုွေးနေတယ် အဘောကဝင်ဖီထားရင်တော့ကိုင်းနေတဲ့လေးပြားတွေဟာစမ်းပြီးတမ်းမှတ်သွားတာဖြစ်တယ်။အခုလဲလေးတွေကတန်းဆန်နေတာတွေ့ရတယ်။မိန်းလေးတွေမကဘူး။ဟစ်ပါလို့ခေါ်တဲ့အခုလေးတွေပါ ဝင်ပြီးနေတာတွေ့ရတယ်။ဥခင်ကျော်ဟာအရင်ကတစေတရဲ့နာနာဘာဝဆိုတာတွေကိုသိပြီးအယုံအကြည်ချိလာတာမဟုတ်ဘူး။အခုလဲတောင်းဝင်အရလောက်ရတာမို့အမအယွင်မဖြစ်အောင် ကို့အပြည့်မဖြစ်အောင်သား မဖဲဝါကိုတင်းတာမြှောက်တာပြောဆိုတောင်းမန္တာတွေလုံးနေရတာဖြစ်တယ်အခုတော့ကိုတွေ့မြင့်မြင့်ဖြစ်နေတာမို့မယုံလို့မရပဲလက်ခံလိုက်ရတယ်တချို့တဝက်ပြန်ဆင်းခိုင်းမှကားထွက်လို့ရမယ်ဘူးကြီးကားဒရိုင်ဘာရဲ့ဒုတိယမြောက်သတိပေးစကားကြောင့်ကားဘောကနာနာဘဝအချို့ကိုပြန်ဆင်းခိုင်းမှုဥခင်ကျော်သတိရသွားတယ်ဒါကြောင့်ကားဘော်ဒီအိမ်အလေလောက်ကတန်းတန်းတိုင်းကိုကိုင်းနေကားဘော်မှာတက်ရောက်နေကြတယ် နာနာဘာဝပုဂ္ဂိုလ်တရဝအလုံးတို့ခမညာကားပေါ်မှာတက်ရောက်နေသူတွေညာလုံးနာကြောင့်ဝင်လေပြီးကားကထွက်လို့မရဘူးဖြစ်နေပါလေဒါကြောင့်ဒီတန်တန်းရဲ့အချိန်ပဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တရဝတွေကကားပေါ်မှာနေမြတ်တိုင်းနေပြီးဒီတန်တန်းရဲ့နောက်ဖက်မှာရှိတဲ့ပုဂ္ဂိုလ်တရဝအလုံးကကောက်ကိုခက်တာခဏစိမ့်ပေးကြပါဘယ်ကိုမှမသွားမလာပဲဒီနေရာမှာပဲစောင်းဆိုင်ပေးကြပါ ကားပေါ်ကပုဂ္ဂိုလ်တရဝတွေကို နေရာသက်သူပို့ဆောင်ပေးပြတာနဲ့တပြိုင်နက်သင်းတို့ကိုတစ်ခေါက်ပြန်လာခေါ်ပါမေနေရာသက်ကိုပို့ဆောင်ပေးပါမေအဲ့ဒီလိုပြောလိုက်တယ်ပြောပြတာနဲ့ဘာကမှမကြည့်ပဲလေးတခုတည်းကိုပဲစူးစိုက်ကြည့်တယ်နာနာဘာဝတွေကားပေါ်တက်ကြတော့ကတကြွိကြွိမြင်နေသလိုပဲသူတို့ပြန်ဆင်းတဲ့အခါမှလေကားကလှုပ်ခါနေတယ်အတန်းနေမြင်နေတယ်နောက်ပြီးဝင်းကိုထမ်းနေရတဲ့လေးတွေကလေတဖြည်းဖြည်းရောလာတာကို န်းဩဘွေရာတွေ့နေရတယ်။၁၀မိနစ်လောက်ကြာတော့ဆင်းတဲ့အတန်းလေးရပ်သွားတယ်။ကားလေးကလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ကဲကားဆရာကြီးလေးတွေကတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။ကားဆက်နှိုးပြီးတော့စကမ်းမှုဥခင်ကျော်ပြောလိုက်တာနဲ့ကားဆရာကစက်ကိုနှိုးလိုက်တယ်။ပြီးတော့ခရီးထိုးပြီးမောင်းထွက်လိုက်တယ်။ဒီတခါတော့စိုးတော့တော့ကလို့အနောက်အချက်မဖြစ်တော့ဘူး။ချော့ချော့မွေးမွေးပဲမောင်းလို့ရသွားတယ်။ သူတို့ကားကသင်းချိုင်းကနေထွက်လာတယ်ခါလာရချစ်စဲနဲ့စေယုံကိုကြော်တယ်စေယုံနဲ့ရေပြာစားတော့ဆိုင်နေကြမှာလက်ဝဲပဲ꿰တဲ့လမ်းကျိုးတစ်ခုချိတယ်သူတို့ကားကအဲ့ဒီလမ်းကျိုးလေးအတိုင်းဝင်းသွားတယ်မိုင်းဝဲနီးပါးဝင်းပြီးတော့မှကြောက်ကုန်းတစ်ခုကိုတွေးရတယ်ကြောက်ကုန်းလွင်ပြင်တနေရာမှာဒေါင်းလေးတောင်တိုင်လေးတိုင်ဆိုင်ပြီးအေရိယာသတ်မှတ်ထားတဲ့နေရာတစ်ခုကိုတွေးတယ်တောချုံဘုတ်အချို့နဲ့ တစ်ပင်ငယ်တွေလည်းအဲ့ဒီကြောက်ကုန်လွင်ပြင်ထဲမှာပေါက်ရောက်နေကြတယ်ဒါအသင်းချိုင်းကုန်အသက်အဖြစ်တတ်မှတ်ထားတဲ့နေရာပဲစခန်းမူဥခင်ကျော်ကားကိုရက်ခိုင်းလိုက်တယ်ပြီးတော့အမိန်စာရွက်အမှတ်နှစ်ကို ထုတ်ပြီးအမိန်ပြန်တယ်ကားပေါ်မှာလိုက်ပါလာတဲ့နာနာဘာဝပုဂ္ဂိုလ်သရဝအားလုံးတို့ခမညာယခုအသင်းတို့နေထိုင်ရမယ်နေရာဌာနအသက်တို့ရောက်ရှိပါပြီဒေါင်းလေးတော်မှာတိုင်းဆိုင်ထားတဲ့ဧရိယာအကျယ်အဝန်းဟာ သင်တို့နေထိုင်ရမယ့်နေရာအသစ်ဖြစ်ပါတယ်။အသင်တို့အားလုံးကာဘောကာဆင်းပြီးနေရာအသစ်မှာနေရာယူကြပါ။သင်တို့အထက်မှာအကြည့်အမှုပြုသူအနေနဲ့လည်းယခုပါလာသောပုဂ္ဂိုလ်သတော်များနဲ့နောက်ထပ်ရောက်လာမယ့်ပုဂ္ဂိုလ်သတော်အားလုံးကိုသားတို့ညီများနေရာထိုင်ခင်ခွဲဝေပေးပြီးနေရာချထားပေးဖို့မေတ္တာရက်ခံပါれ။အမိန့်စာကိုသုံးောက်တိတိဖတ်ပြပြီးသူတို့အားလုံးကာဘောကာဆင်းမှုမိနစ်20လောက်အချိန်ပေးလိုက်ရတယ်။ ပြီးမှကျန်းတဲ့သူတွေကိုထပ်မံခေါ်ရမှာဖြစ်တဲ့အတွက်အားလုံးကားဘော်ကစင်းကြပါတူတယောက်မှကားဘော်ပြန်လိုက်မလာကြပါနဲ့အဲ့ဒီလိုပြောလိုက်တယ်ဟုတ်တယ်သူတို့ကိုမြင်ရတာမှမဟုတ်တာကားဘော်ပြန်လိုက်လိုက်ရင်ဘယ်လိုလုပ်မလဲဒါကြောင့်လူလေးသေးမရှိအောင် ပြောရတာဖြစ်တယ်အဲ့ဒီနောက်မှကားကိုပြန်လှည့်ပြီးတင်းကျိုင်ဟောင်းစီမောင်းလာခဲ့တယ်ကားမနိုင်လို့ချမ်းထားခဲ့တဲ့သူတွေကိုပြန်ခေါ်ရတယ် ဒီလိုခေါ်တော့လေခုနကကားမနိုင်လို့ပြန်ဆင်းနေခဲ့တဲ့ပုဂ္ဂိုလ်တော်အားလုံးကားပေါ်ပြန်တက်ကြပါလို့ပြောယုံနဲ့မပေးဘူးခုနကကားမနိုင်လို့ပြန်ဆင်းနေခဲ့တဲ့သူများအကြောင်းအမျိုးမျိုးကြောင့်ခရီးလွန်နေပြီယခုမှရောက်လာသူ အားလုံးကားပေါ်ကိုတက်ကြပါသင်တို့နေထိုင်ရမယ့်နေရာအသက်ကိုကျွန်ုပ်ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်အဲ့ဒီလိုသုံးကောက်တိတိပြောဆိုပြီး ကားပေါ်တစ်ချိန်မိနစ်20လောက်စောင်းပေးတယ်။ပြီးမှအသင်းဆိုင်နေရာတက်ကိုမောင်းလာခဲ့တယ်။ဒီတစ်ချိန်မှတော့ပထမအခေါက်တုံးကလို့ကားဆက်ရပ်သွားတာကားထွက်မရတာစတဲ့အနောက်ချက်တွေမရှိပဲချော့ချော့မွေ့မွေ့ကားထွက်နိုင်ခဲ့တယ်။သင်းဆိုင်နေရာတက်ကိုရောက်တော့ပထမအခေါက်တုံးကပြောသလိုပြောပြီးကားပေါ်ကဆင်းခိုင်းရတယ်။အားလုံးပြီးမှအမိန့်စာရွက်နှစ်ရွက်ကိုအပေါက်ဖောက်တပ်ပင်တပင်မှချိန်ထားပေးခဲ့ရတယ်။ တင်းကြံချွေးတဲ့ကိစ္စအောင်အောင်မြင်မြင်ပြီးဆုံးမှာပဲစခန်းမှုဥခင်ကြောတယောက်စိတ်နဲ့ပေါ်ပါလွတ်လပ်သွားပါတော့တယ်တင်းကြံချွေးတာပြောင်းတာတွေကျွန်တော်မကြာခဏဆိုသလိုကြားခဲ့မှုတယ်အကိုကြီးပြောသလိုပဲကားမနိုင်လို့ပြန်စင်းခိုင်းရတယ်နောက်တစ်ခေါက်ပြန်ခေါ်ရတယ်ဆိုတာတွေကိုအမြဲတမ်းလိုလိုကြားရလို့ဟုတ်မှာဟုတ်ပါမလားလို့တောင်းထင်မိတယ်အခုအကိုကြီးကိုယ်တိုင်လက်တွေကျုံးခဲ့ရတယ်ဆိုမှကျွန်တော်ဘဝင်ကြမိပါတယ် ရဲအရာရှိအငိမ့်စာအင်းမာရဲစကံမူဟောင်းဥခင်ကျော်ရဲ့တင်းကြိုင်ချွေးတဲ့နေ့ဖြစ်ပျက်တည်းနားထောင်အပြီးမှာတော့ဆိုင်ရဲသူကဥခင်ကျော်ကိုပြောလိုက်ခြင်းပဲဖြစ်တယ်ကျုပ်လည်းအစကတော့နာနာဘာဝဆိုတာတွေကိုသိပ်ပြီးယုံထားတယ်မဟုတ်ဘူးဗျဒါပေမဲ့အလုတ်တောင်းဝင်းသေးနဲ့ဒေတာအနှံ့သွားရတယ်အဲ့ဒီဒေတာတွေမှာမကြာခဏဆိုသလိုထုထုဆန်းဆန်းနေကျုံရတယ်ဆိုတော့မယုံလို့မဖြစ်တဲ့အချိန်တွေရောက်သွားတယ် ကြည်လေဗျာဝိတ်များနေလို့ကားထွက်မရဘူးဆက်နှိုးလိုက်ခီယာထိုးလိုက်ဆက်ပြန်သေးသွားလိုက်နဲ့သုံးချိန်သုံးခါတိတိဖြစ်တယ်ကျွန်တော်သာသူတို့ကိုပြန်မဆင်းခိုင်းရင်ဘယ်တော့မှကားထွက်လို့ရမှာမဟုတ်ဘူးတဝက်ပြန်ဆင်းခိုင်းလိုက်လို့သာကားထွက်လို့ရသွားတာဒါကကျွန်တော်ကိုတွေ့နောက်ပြီးကားလေးတွေကိုဝင်ပြနေတဲ့ကိစ္စကျွန်တော်မြင်မြင်ပဲဝင်ပြနေလို့တန်းနေတဲ့လေးတွေဟာတဝက်ဆင်းခိုင်းလိုက်တော့မှာ လေးခိုင်းလို့ပြန်ကွေးသွားတယ်။ဓာရီအားလုံးကျွန်တော်မြင်မြင်ကိုတွေ့တာမဟုတ်ရင်ဘယ်လို့မှယုံရင်စရာမရှိတဲ့ဖြစ်ဖြစ်တွေပဲလေဗျာ။နေပါဦး။ကျွန်တော်ပြောဖို့တခုကြမ်းသေးတယ်။ဘာကြောင့်မျှလဲအကိုကြီး။ဒီလိုဗျ။အဲ့ဒီတင်းချိုင်ချွေတဲ့နေ့ကကားနဲ့နှစ်ခေါက်ပြန်ပိုးပေးရတယ်။နေ့လယ်နှစ်နာရီလောက်မှကိစ္စအလုံးပြည့်စည်သွားလို့ပြန်လာခဲ့တယ်။ဘိုးမူကြီးကလည်းအင်းမအတင်းချိုင်ချွေပြောင်းပေးပြီလို့ဖုံးစဲသတင်းပို့လိုက်တယ်။ ျွန်တော်တောင်းဝင်ပြီးပြီဆိုတော့စိတ်လေပေါ်ပါသွားတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ထင်သလိုမဟုတ်ဘူးပြို့ကိစ္စကမပြည့်သေးဘူးနောက်နေနေလေခဲမှာကားတစ်ခေါက်ပြန်ဆွဲပြီးပို့ပေးရသေးတယ်ဘာကြောင့်တော့ကိုကြီးရဲ့တင်းချိုင်ဟောင်းမှာအိုမေမစွမ်းနေကြံနေသေးတယ်တဲ့ဗျာကျုပ်ကအဲ့ဒီညမှာပဲအိမ်မက်လာပေးတယ်ကျုပ်လည်းဒါဘလို့ဖြစ်တာလဲပေါ့ဟာခွက်မရှိအောင်သေးသေးချာချာလှုပ်ထားတာကိုဒါကြောင့်နားလေတဲ့ဆရာတယောက်ခေါ်ပြီးမေးကြည့်ရတယ် ဒီတော့မှဟုတ်တယ်ပြုကျုပ်မေးကြံခဲ့တာပဲနာနာဘာဝဝိနာဘာဝတွေကိုစားဖို့တောက်ဖို့ပဲဖိတ်ဖိတ်ပြောင်းဖို့ချွေးဖို့ပဲခေါ်ခေါ်အိုးမင်းမစွမ်းသူတွေမကြမ်းမာသူတွေကိုလည်းမပြစ်မကွက်ဖိတ်ခေါ်ရတယ်တဲ့ဒီလိုဖိတ်ခေါ်တဲ့အခါမှာအိုးမင်းမစွမ်းသူ မကြမ်းမာသူများရှိရင်လေတွဲပြီးခေါ်ခဲ့ကြပါလမ်းမလျှောက်နိုင်ရင်လေကြောပိုးပြီးခေါ်ခဲ့ကြပါလို့ပြောရတယ်တဲ့ကျွန်တော်ကအဲ့ဒါကိုမသိဘူးဒါကြောင့်မပြောလိုက်မိဘူး အိမ်မက်လာပြီးမှသိတော့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးနားလေတဲ့ဆရာပြောခိုင်းတဲ့အတိုင်းပြောပြီးကားနဲ့တစ်ခေါက်ထပ်ပို့ပေးရသေးတဲ့ဖြူပထမနေ့ကပို့တဲ့လော်ရီကားကမဝတ္တကပေးတာဆိုတော့စစ်စီကိုမဝတ္တကထဲပေးတယ်နောက်တနေ့ဦးမေမစွမ်းနေမကြမ်းမာသူတွေပို့တာကကိုယ့်အစီအစဉ်နဲ့ကိုဆိုတော့ကားကကိုကျွန်တော်ပဲခန်းလိုက်ရတာပေါ့ဗျာဒါထက်ကျွန်တော်တခုမေးပြရစီဦးမေမစွမ်းနေကြံနေသေးတယ်လို့ အကိုကြီးကိုအိမ်မက်လာပေးတာဘယ်သူလဲ။အိုးမင်းမစွမ်းတဲ့ကပဲလား။စားရဲသူကဥခင်ကျော်ကို မေးလိုက်တယ်။မဟုတ်ဘူးဗျ။အမျိုးသမီးတယောက်ပဲ။အသက်ကအစိတ်30လောက်ရှိမယ်။သပင်းအရှိကြီးဖားလျာချထားတယ်။အဝါရောင်ထက်အောင်ဆင်းတူဝတ်ဆင်ထားတယ်မဟုတ်လား။သူစကားမဆုံးခင်မှာစားရဲသူကဖျားမေးလိုက်တယ်။ဥခင်ကျော်ကစားရဲသူကိုတန်တော်နဲ့ပြန်ကြည့်တယ်။ဟုတ်တယ်ဗျ။အဝါရောင်ဝမ်းဆင်နေပဲ။ ။စားရေးဆရာကဘယ်လိုလုပ်သိတာလဲ။တင်းချိုင်းနဲ့ပတ်သက်တဲ့ကိစ္စအစိုးမတော့သူ့ပဲဖြစ်ရမှာပေါ့ခမ ्या ။သူဆိုတာကဘယ်သူလဲ။သူဆိုတာကတင်းချိုင်းအချင်းမမဖဲ့ဝါပေါ့ကိုကြီးရဲ့။ဟင်။အဲ့ဒါမဖဲ့ဝါလား။ဥခင်ကျော်ကအန်အောဟန်နဲ့စားရေးသူကိုမေးပြောပြောတယ်။ပြီးတော့ဆက်ပြောလိုက်တယ်။မဖဲ့ဝါကချောတာပဲဗျ။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးအထိနားဆင်ပေးတဲ့အတွက် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။